မြန်မာနိုင်ငံပေါ်အာမေးနီးယားလူမျိုးတွေ့ရှိခဲ့တဲ့ရွှေဒဂုံစီဒီတော်ရဲ့မြေအောက်ဌာပနတိုက်ကြီး မြန်မာလူမျိုးတွေသာမကပဲနိုင်ငံခြားသားတွေပါကြီးညိုတဲ့အတွက်ကြောင့်လာရောက်ဖူးမြော်ကြရတဲ့ရွှေတံခွန်စူတောင်းပြည်စီတော်ကြီးရဲ့မြေအောက်မှာတံမိုးမပြတ်နိုင်တဲ့ဌာမနာတိုက်အကြီးကြီးရှိတယ်ဆိုတာကိုအားလုံးပဲသိပြီးကြပြီလားအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ရဲ့ပန်ဒိုရာပေါက်အစီအစဉ်မှာတော့အမတ်ပထင်တွေ့ရှိခဲ့တဲ့ရွှေတံခွန်စီတော်မြတ်ကြီးရဲ့မြေအောက်ဌာမနာတိုက်ကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရွှေတံခွန်ဖျားလို့ပြောလိုက်တာနဲ့မြန်မာလူမျိုးတွေရဲ့တမိုင်းဝင်အမွေအနှစ်တစ်ခုဆိုတာကိုအားလုံးပဲကြီးမြင်ကြမယ်လို့ထင်ပါတယ်ဒီလိုစူတောင်းပြည်စီတော်ကြီးရဲ့အောက်မှာပွင့်တော်မူပြီးဖြစ်တဲ့ ရားလေးစုနဲ့နောက်ပွင့်လာမယ့်အရိမတိယမြတ်စွာဘုရားတို့ရဲ့တတ်တော်တွေကိုထပ်ပနာထားတဲ့ထပ်ပနာတိုက်ကြီးတစ်ခုလည်းရှိလို့နေပါဗျ။ဒီထပ်ပနာတိုက်ကြီးကို တွေ့ရှိခဲ့တဲ့လူကအာမေးနီးယားလူမျိုးတယောက်ဖြစ်တဲ့အပရမေဆိုတဲ့သူဖြစ်ပြီးတော့သူ့အသက်9နှစ်အရွယ်မှာတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အပရမေဟာ1904ခုနှစ်မှာတငယ်ချင်းတွေနဲ့အတူရွှေဒဂုံစီတီတော်ကိုသွားရောက်ဖူးမြော်ခြင်းမှာပဲရေမြင့်တော်ရဲ့အရှိမြောက်တောင်တနင်္ဂနွေထောက်မှာရှိတဲ့ထပ်ပနာဝင်ပေါက်ကိုရောက်တဲ့အခါရသေကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်ဒီရသည်ကြီးကိုချင်းကပ်တောင်းဆိုပြီးတော့ဌာပနာတိုက်ကြီးတဲ့ကိုဝင်ခွင့်ရရှိခဲ့ပါတယ်။မစ္စတာအပရမေရဲ့ပြောကြားချက်အရဌာပနာတိုက်အတွင်းမှာအုတ်တွေနဲ့တိဆောက်ထားတဲ့အခန်း36ခန်းရှိတယ်လို့လည်းကောက်ချက်ချခဲ့ပါတယ်။ဌာပနာတိုက်ကြီးရဲ့အလဲဘဟုတက်တဲ့မှာတော့ဆေပေပက်လေလောက်ရှိတဲ့ရေတွင်းကြီးတွင်းရှိပြီးတော့အဲ့ဒီရေတွင်းကြီးရဲ့အလဲမှာဆိုရင်အလျား6ပေခွဲခန့်ရှိပြီးတော့ပြက်သက်9ဆောင်ပါဝင်တဲ့အပြင်ရေဒနာတွေနဲ့ပြည့်နှက်နေတဲ့ရွှေကရဝိတ်လေကြီးတစ်ခုရှိတယ်လို့လည်းဆိုပါရယ် ထိုးရှိကရဝိတ်လေကြီးထဲမှာဆိုရင်ပွင့်တော်မူပြီးတော့ကကုတံမြတ်စွာဘုရားရဲ့တောင်ဝေးတော် ကောနာကိုမြတ်စွာဘုရားရှင်ရဲ့ဓမ္မကရရေစစ်တော်ကတ္တပမြတ်စွာဘုရားရှင်ရဲ့ရေတနုပ်သင်္ကန်းတော်ဘောရမမြတ်စွာဘုရားရှင်ရဲ့စံတော်ရှိစုနဲ့နောင်ပွင့်မဲ့အရိမြတ္တရာမြတ်စွာဘုရားရဲ့တတ်တော်မွေတော်ထာပနာထားဖို့အတွက်နေရာလို့တခုလည်းကြန့်ရှိလို့နေပါရယ်ဒီကရဝိတ်လေကြီးရဲ့ဒီရေအတက်အကျလိုက်ထိုရေတွင်ကြီးအလယ်မှာအနေအမြင့်အတက်ကျရှိတယ်လို့လည်းဆိုထားပါရယ်ဒီထာပနာတိုက်ကြီးရဲ့ထူးခြားချက်ကတော့ထာပနာတိုက်ကြီးတစ်ခုလုံးနင်းထိန်နေတာပဲဖြစ်ပါရယ် မစ္စတာအပရမီဟာဌာပနာတော်တိုက်အတွင်းမှဖွဲ့စည်းပုံတွေနဲ့ပင်လယ်ရေထွက်ပေါက်နဲ့အလင်းရောင်ယူထားကြပုံဤစနစ်တွေကိုပုံလူပချင်းများရေးဆွဲပြီးတော့ရွှေဒဂုံဘုရားကောင်းမကတွေထံကိုပို့တာခဲ့ပါဗျာ။ ချွေးတော်စီတီတော်ရဲ့ဂေါ်ဘကတွေကမစ္စတာအပရမီကိုခေါ်ပြီးတော့ဌာပနာတိုက်တော်အတွင်သွားတဲ့လမ်းကြောင်းကိုလိုက်လံပြသခိုင်းခဲ့ပြီးမဲ့ချွေးတော်စီတီတော်တနင်္ဂနွေတောင်းမှာရှိတဲ့ဆူတောင်းပြည့်ဖျားနဲ့တစောင်းနေရာတွေမှာရှိတယ်လို့ဆိုပေမဲ့လည်းနောက်ထပ်ထပ်တိုးဖျားများစွာကိုးကွယ်ပူဇော်ထားတဲ့အတွက်ကြောင့်နေရာအတိအကျကိုမသိရှိခဲ့ကြဘူးလို့လည်းဆိုပါရယ်အခုလိုခန်းနာပြီးရတနာတွေပိုးကျွယ်ဝါလုံးနဲ့ချွေးတော်စီတီတော်မြက်ကြီးရဲ့ဌာပနာတိုက်တော်ကိုရံမှုခဲ့တဲ့သူတွေတဲကထင်ရှားလွန်းလာတဲ့ပါဇက်ပြောရာဆိုရင်အဖြစ်ပြက်တစ်ခုလည်းရှိခဲ့ပါရယ်ထို့လူက တော့မောင်ကန်လို့အမည်ရတဲ့သူပါဒီလူဟာအချက်အတွက်ကြောင့်ねကျင်ရတော်ရဲ့ဖခင်ဖြစ်သူခိုင်းတဲ့အတိုင်းရွှေငုံစီတီတော်ကြီးရဲ့ဌာပနာတိုက်ထဲမှာရှိတဲ့ရေဒနာတွေကိုခိုးယူဖို့ကြက်စီခဲ့တာပါ ဒီဘာသာပြောရာဆိုရင်နေထဲမှာမောင်ကန်ဟာမြေရှိုးမိုးပြန်အတက်ကိုရရှိထားတဲ့သူဖြစ်တယ်လို့လဲဆိုပါရယ်အဲ့ဒီအတွက်ကြောင့်မောင်ကန်ကဇေဒီရော်ကြီးရဲ့ဌာပနာတိုက်တဲကိုလွယ်လင်းတကူရောက်ရှိသွားခဲ့ပါရယ်အဲ့ဒီနောက်မှာတော့မောင်ကန်ဟာဌာပနာတိုက်တဲကရေဒနာတွေကိုယူဆောင်ဖို့စူးစမ်းစီမှာပဲသူ့ရဲ့ခြေထောက်ကနေစပြီးတော့ဒီကိုလုံးဟာကြောက်ရွံ့အတိဖြစ်သွားခဲ့တယ်လို့လဲတချို့ကဆိုကြပါသေးတယ်အခုတင်ဆက်ပေးခဲ့တဲ့ရွှေဒဂုံဇေဒီရော်မြတ်ကြီးရဲ့ဌာပနာတိုက်ကြီးအကြောင်းကိုပရိသတ်တို့အနေနဲ့ဘယ်လိုမြင်ကြလဲနောက်ထပ်လာမယ့်အပိုင်းတွေမှာဘယ်လိုအကြောင်းအရာတွေကိုသိကျင်ကြလဲဆိုတာကိုကွန်မန့် ောက်မှာဝင်မှတ်သွားလို့ရပါတယ်ရှင်။